တို့ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားရဲ့ channel လေးကနေစိတ်ဝင်စားပွဲတတိတံဝေကရောက်ပေရာရေမတန်မှုခင်ဖြစ်ရဲ့မဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချင်းခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်ယောက်ျားဖြစ်သူရဲ့ကိုယ်ရမလင်ငယ်နဲ့ပြောပါခြင်းလို့သမီးဖြစ်သူကိုဗာမီတွင်နေတိုက်ပြီးလင်ကျန်းတဲ့စွာခန်းစားခဲ့တဲ့တနာကြီးလွင့်နဲ့မိမရဲ့ဘဝနီကုန်လို့အမိရတဲ့ စိတ်ဝင်စားပွဲတတိတံဝေကရောက်ပွဲအားယမတံမူခင်ဖြစ်ရဲ့မဇလန်ကောင်းလေးကိုတင်းဆက်ပြီးမှဖြစ်လို့ခံစားနှောစင်အားပေးကြပါဦးခင်ဗျာမိုးသေးသောညတကောင်ကျော်မနက်၃နာရီခန့်အချိန်ရန်ကုန်မြို့ရဲ့စင်ကြေဘုံရက်ကဦးတော်ဟိုရီပြည်လောမောင်းနေနေကြတော့ကားလမ်းမကြီးကိုကြောပြူထားတဲ့နှကန်တွေနှစ်ထပ်တိုက်ကလေးရဲ့လဝဲအပေါ်တဲ့အခန်း အဲ့ဒီအခန်းလေးရဲ့ထက်ခိုးဘော်ကို ကျွန်တော်ရောက်နေခဲ့ဒီမှာ9နာရီခန့်ရှိပြီဖြစ်တော့လေသူကဲ့သို့ရောက်နိုင်ရန်အတွက်ရပောင်း90မကလီလာစူဆန်စနေနာခဲ့ရတယ်။ဤကဲ့သို့အခန်းပိုင်းရှင်ကိုမြအေးမောနိုင်ငံခြားတင်မောတော့အခုခါနိုင်ငံခြားကိုရောက်နေပါတယ်။သူရဲ့ဇနီးအီခနဲ့လင်းနေရွယ်သမီးကလေးကိုမြအေးရဲ့အတော်ဒေါတင်မင်းနဲ့အိမ်ပေါ်အဝင်းတို့တော့ဒီခန်းမှာနေထိုင်ကြပါတယ်။ ဟိုဒီနေ့ကပဲဒေါက်တင်မီကစေရတရားစခန်းဝင်ရွတ်ရိတ်တာကိုထွက်သွားပါတယ်။မနေ့ကတော့ကိုမြအေးပို့လိုက်တော့ကားကို3သိန်း8000နဲ့ရောင်းခဲ့ပြီးကိုတောင်တန်းစိတ်လက်ဆွတ်တခွင်ဝယ်ထားပါတယ်။ဝေကိုဘန်မမအသေးပဲအိမ်မှာပဲတင်စီထားတယ်။ဒီနေ့မှာတော့အိမ်ပေါ်အဝင်းကမိဘများရှိရာမှော်ပြီးကိုပြန်ပြီးတော့အိပ်ပါတယ်။ဒါကြောင့်အရာရာဟာကျွန်တော်တို့ရေကန်အသင့်ကြာအသင့် ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။ကျွန်တော်ကိုအတိုင်းဝိုင်းတစ်ခုလုံးကကျွမ်းကျင်သော ဖောက်ထွင်းဝိဇ္ဇာဖြင့်အတိမတ်ပြုထားကြပါတယ်။အကျဉ်းတော်မဆိုးထားနဲ့အချုပ်ကန်းကိုတော့မရောက်ဘူးခဲ့တဲ့ကျွန်တော်ကိုသူကဲ့သို့အတိမတ်မပြုလို့လည်းမဖြစ်တော့ပါဘူး။တင်းတောင်းတင်းတင်းလူတွင်ကျဲလို့အများကမြင်နေကြတော့ကျွန်တော်မှပူပေါင်းလှုပ်ဆောင်တော့မရှိ ကိုဖြစ်ကိုခံတကူတော့ကြံတတ်သူဖြစ်လို့ဘလောက်ထိအားထုတ်လုပ်ကြရတာကို ျွန်တော်သာအတိဆုံးဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်လာရန်အတွက် အသက်30နှစ်ပေါင်းကျွန်တော်ရဲ့ဘဝကိုယင်းနေမြုပ်နှံခဲ့ရတယ်ဆိုရင်လည်းမှားမှာမဟုတ်ပါ။အေယဝတီမြေဝကျွန်းပေါ်မြို့ကလေးမှာကျွန်တော်ရဲ့အဖေနဲ့မိမကျွန်တော်ပြင်တမီးလေးတစ်ယောက် ရှိပါသေးတယ်။ကျွန်တော်တို့လူမမေဘဝမှာပါကြောင်ရဲ့မတည်အဖေနဲ့မိတို့စကားများရန်ဖြစ်ရမှာလင်မယာကွဲကြပါတယ်။အဖေကကျွန်တော်ကိုခေါ်ပြီးရန်ကုန်ကိုထွက်လာခဲ့တယ်။ အမေနဲ့ညီမလေးကမြို့မှာကြံရည်ခဲ့ပါတယ်လူမမေကျွန်တော်ရဲ့ဘဝကမှတ်လာပါခဲ့ပါတောသားကြီးတော်စိတ်မြန်တော်အဖေက သူ့ထက်ဆွားတဲ့မိမကိုလက်ထပ်ပြီးတော့ယူနေအဲ့ဒီမိမဟာကျွန်တော်ကြားဘူးမြင်ဘူးတွေ့ဘူးသမျှတော့မိတွေးများထက်အော်ချလောက်ပါတယ်ကျွန်တော်ဆိုတော့ကျွန်တော်ကလည်းအဖေရဲ့တွေးပါသူပြီးပြီးခေါင်းကမကန်ဆက်စပ်တိနားထတော့စိတ်နဲ့တုံ့ပြန်ခဲ့ပါတယ် ဒီတသက်မပြန်သတမ်းဆုံးဖြတ်ချက်နဲ့အိမ်ကနေထွက်လာခဲ့တယ်။စောစောပိုင်းကကျွန်တော်ရဲ့ဘဝဟောင်းမြို့မဈေးကြီးတဲ့ဝိုင်းမှာရောင်းလေလေနဲ့အပေါင်းအသင်းစုံခဲ့ရတယ်။အတတ်မျိုးစုံနဲ့ဘဝမျိုးစုံကျင်လည်ခဲ့ရပါတယ်။သူစီရဲ့လောကမှာခံမလား၊နှံမလား၊စံမလားဆိုတော့ကိုပြက်ပြက်တင်တင်မြင်လာခဲ့ပါတယ်။ဆုံးဖြတ်ချက်ပိုင်ပိုင်ချနိုင်တော့အခါမှာတော့ကျွန်တော်ဟောင်းတကူတော်ဖောက်ထွင်းဝိဇ္ဇာဖြစ် ခက်ကြော်ကြော်လေးရက်ဒီလာနိုင်ခဲ့ပါတယ်အခုတော့ကျွန်တော်ဖို့အခြေအနေနဲ့အခွင့်အရေးကမျက်နှာသာပေးနေပါပြီအရာရာကိုစိတ်ချထားသဖြင့်တည်ရတမောတော့အိပ်ဖြစ်လိုက်ပါသေးတယ်သို့တော့လှုပ်ရှားသံများနဲ့အတူတို့တို့ဖောဖောစကားသံများက ကျွန်တော်ကိုလှုံ့နှိုးလိုက်တယ်လို့ဖြစ်သွားခဲ့တယ်။နှိုးကြစိတ်ရဲ့အတီထူးကတတိပေးပါတော့တယ်။ကျွန်တော်ရဲ့အကြီးကတက်ခိုးရဲ့အော်ဒီတက်ကိုရောက်ရှိသွားခဲ့တယ်။ အဲ့ဒီနေရာကတော့ခြံတော်မရှိတော့တစ်လွင်နဲ့ကရင်ကြီးတောင်စုံမြောက်ထူတော်မြွေရကြီးပေါ်မှာဇောကန့်နေကြတော့အမျိုးသမီးနဲ့အမျိုးသားတို့ကပဝင်းကျင်ကိုမိရောနေကြပါလေထင်ထင်လင်းလင်းကြီးမဟုတ်တော့လေ25ဝက်အောင်မိလုံးရဲ့လင်းရောင်ကြောင်သူတို့ရဲ့အသွင်ကို အထင်သာမြင်နေရပါလေကျွန်တော်ဖို့ကောင်းတဲ့ဘန်းကြီးမတော်တော့လေမျက်လုံးပြူသွားတာတော့အမှန်ပဲဖြစ်ပါလေ အကြည့်ကိုမလွဲဖယ်နိုင်သလိုအသက်ကိုလည်းအောင်ထားမိတယ်။မြဝါထင်းနေမြင်ကွင်းကတတွေးမျိုးချရန်တော်မိယော်နေခဲ့တယ်။ကိုသောဤကိုတကယ်ချစ်ပါတယ်နော်။တပင်းဆိုင်တန်ဘောဟိုက်တံမြောင်အဆုံးမောင်အမျိုးသမီးရဲ့တန်က တူဖော့ဖော့လေးထွက်ပေါ်လာခဲ့တယ်။မင်းနေရသေးလားဤရဲ့ချစ်လွန်းလို့အခုလိုရဲစွန့်ပြီးလာတာပေါ့ကွ။အမျိုးသားရဲ့တန်ကခေါ်အော်တော်တော် မောဟိုင်နေပါတယ်အမဲမဘူပါနဲ့သူရဲဆွေအကျိုးနဲ့အောင်ဤကလည်းအကုန်လုံးရှင်းလင်းထားပြပါတယ်နော် သမီးလေးကိုတော့ဗမီတွင်တိုက်ပြီးတော့တိတ်ထားတာသာကြည့်တော်လေကျေးဇူးတင်ပါတယ်ဤရဲ့ကို့အတွက်တိတ်ကိုကန်ကောင်းတဲ့ညတညဘောကွဟွန်းကိုကလည်းအမျိုးသမီးရဲ့အန်းကလောင်တန်ပါနေပါတယ်နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်သူကန်ကောင်းအောင်ဖန်တီးပေးရသူကဤပါနော် အာဟုတ်ပါတယ်ဟုတ်ပါတယ်ရှေ့ဆက်ပြီးလဲကန်ကောင်းချင်ပါသေးတယ်ကွာဟဲ့ဟဲ့အိုးဒါတော့စိတ်ချပါကိုမြားကြီးကဒီတစ်ခေါက်ကြာမှာဈေးကြီးဆုံးကားတစ်စီးဝယ်နိုင်မှာပြန်လာမှာတဲ့၃နှစ်လောက်ဆိုပါတော့ဝမ်းသာလိုက်တာအေးရေဟုတ်ပဲဟဲ့ဟဲ့ကဲဝမ်းသာတဲ့အထိတ်မနဲ့ဟိုဟဲ့မကင်းနဲ့ကွာတို့နူးရဲ့အာယုံဆက်မှုဟာကျွန်တော်လုံးဝမဲ့အလုပ်ကိုရုပ်ရည်ရဲ့မိရောသွားသေးဒီမှာတော့အမှန်ပဲဖြစ်ပါတယ် တော်တော်ကျွန်တော်ရဲ့ဗီဇစိတ်ကမကြမီနှိုးတော်လာပါလေဒီချိန်နဲ့အချိန်ဒီဟာအကောင်ဆုံးအခွင့်အရေးပဲဖြစ်ပါလေကျွန်တော်စောစောကလေးကအမတ်သားပြုလုပ်ထားတဲ့အင်းရဲ့ပြင်ဆင်အခင်းချင်းကိုအာမကောင်းတဲ့အလင်းရောင်အောက်မှာပဲမှတ်မိတော်ပါလေအဖို့တန်နိုင်ငံခြားပြည့်အလဘပစ္စည်းများကိုအကာအကွယ်မဲ့စွာလေဟာပြထားသလိုဖြစ်နေပုံကဖောက်ထွင်းဝိစာကျွန်တော်ထံကိုလိုက်ရန်အစင်းနေပဲလို့စုံနေသလောက်အောက်မေရပါလေ ကျွန်တော်ထပ်ကူပုံမှာဆင်လာချိန်မှာတော့အမမတင်အတွေ့တစ်ခုရလိုက်ပါတယ်ဒီနေ့ညဒီမောင်တခိုးနှစ်ယောက်送ကြတယ်တယောက်ကကာမတခိုးကျန်တဲ့တယောက်ကပစ္စည်းတခိုးကျွန်တော်အောက်ထပ်ကူရောက်လို့အလာပြင်းမှတ်တင်ကုန်းရဲ့နောက်ဖက်အရောက်မှာတော့အမျိုးသားရဲ့စကားသံကိုကြားရပြန်နေဤလူကမနေ့ကရောင်းလိုက်တယ်နော်ဩဟုတ်တယ်ကိုစောရဲ့38000ရတယ်လေဟိုရလာကြည်လား ဝေသူကအကြိုက်တွေ့သွားလို့လေဟဲ့ဟဲ့ကာကူသာအကြိုက်တွေ့တာနေမှာပါနော်လူကတော့ဟိုကူစောကလည်းအလကားရတဲ့လူကနှမျောနေပြန်ပါပြီကဲပါခဏလွတ်ပေါ်အောင်ဤပြောစရာရှိလို့မြို့သမီးကထထိုင်လိုက်ပါတယ်တော်တော်ကရင်ပေါ်မှာဆင်းပြီးရေတော်ရှိအမန်တင်ကုန်စီကိုတလန်ချင်းရှောက်လာနေပါတယ်မျက်လုံးပြူရသူကကျွန်တော်ပါမန်တင်ကုန်ရှိအောင်ပါသူမကမိဖွင့်လိုက်တယ် နောက်မှရှိတော့ကျွန်တော်ကိုသူ့မမြင်ရမှာမဟုတ်တော့လေကျွန်တော်ကတော့မြင်နေရပါတယ်ဖြူဝင်းဆိုပြီးရှက်ဖို့ကြီးငယ်အတွေ့အတွေ့နဲ့အရှိကိုအရှိတိုင်းသားမကောင်းဂရင်မောမမျိုးသားကိုတော့ပြပြတင်တင်တင့်မြင်မှတ်သားမိလိုက်ပါတယ်အမေသမီးကမနေကုန်အန်ဆွဲကိုဖွင့်ပြီးပစ္စည်းတစ်ခုကိုနှတ်ယူလိုက်တယ်ပြီးတော့မှမိလုံကိုပိတ်ခါဂရင်စီကိုပြန်သွားပါတယ်ဒါကဘာလဲအမျိုးသားက လှမ်းပြီးတော့မေးလိုက်တယ်။စိတ်လက်ဆွတ်လေကိုတော်ဝဲပေးရတယ်။တိတ်ကောင်းတာပေါ့။ဒါနဲ့ကြံတဲ့ငွေတွေရောရှိတယ်ဒီမှာပဲ။အေးရှိရဗီယိုထဲမှာတိတ်ထားတာဘာမှမပို့ရသေးဘူး။ဘလို့ရင်ကောင်းမလဲလို့အဲ့ဒါကိုစိုးနဲ့လည်းတိုင်ပင်ကျင်သေးတာ။ကဲပါအေးရဲ့အချိန်နေရှိပါသေးတယ်။နောက်တော့စဉ်းစားကြသေးတာပေါ့လို့အခုတော့အချိန်ရှိခိုင်းလုံလာဆိုင်ကြရအောင်ကွာ။ဟိုကွာကိုစိုးကလည်းအပြင်ဘက်မှာ မိုးဆဲသွားပြီဖြစ်ပါတယ်။လေပြင်းကြောင့်မိုးတဖြည်းဖြည်းအတန်းနဲ့တူမော်တော်ကောင်မောင်းသွားတဲ့အချို့ကတော့ကြာရပါတယ်။ကျွန်တော်အဲ့ဒီတိုက်ကလေးမှာထွက်လာချိန်မှာမနက်၄နာရီကျော်မြောက်လောက်သာရှိပါသေးတယ်။တိုက်ခန်းထဲမှာအာယုံစိုက်သူနှုကကျွန်တော်ကို အခွင့်အရေးအများကြီးပေးလိုက်ပါတယ်။ငွေ၃သိန်းနီးပါးနဲ့အလှပပစ္စည်းများသာမကကျွန်တော်ယူလာခဲ့တော့အဲ့ဒီအမျိုးသားရဲ့၃000ကျော်တန်းဖက်နှက်တစ်စုံလဲပါဝင်ခဲ့ပါတယ်။ ဤကဲ့သို့ဖောက်ထွင်းဝိဇာညွှန်လိုင်းကသူထောင်ကျလာခြင်းအကြောင်းကိုကျွန်တော်ကိုပြောပြသွားတယ်။အတွင်းယူကံဝင်ကျင်လို့ဖြစ်ပါတယ်။ထောင်ကျလာသူအကျဉ်းသားများထဲမှာဝေကြီးချိုးတဲ့သူများ ပြင်ပနဲ့အဆက်အသွယ်မရှိကြသူများဟာအယူခံဝင်လို့ကြတော့ခမောင်းထောင်ကျဆောင်တာဝန်မှုဖြစ်တော့ကျွန်တော်ထံကိုလာပြီးတော့တွေ့တကြပါတယ်။အတွင်းယူကံရေးပြန်တာဝန်ရှိတော့ကျွန်တော်ကိုဖြစ်ကြောင်းရေကုန်စင်ရင်ဖွင့်ကြပါတယ်။ အခုညွန့်နိုင်ပြောပြတဲ့မြတ်မောကျွန်တော်ဖို့နားမလည်နိုင်စရာများစွာ ရှိနေပါတယ်မတက်တာသဖြင့်ပြောင်းဖွင့်ပြီးတော့မေးရပါတယ်ညွန့်လိုက်မင်းပြောတဲ့စကားအရဆိုရင်မင်းထောင်ကြလာစရာဘာအကြောင်းမှမရှိဘူးကွာဟဲ့ဟဲ့နားထောင်လို့တော့အကောင်းသားကွာနော်ကိုင်ကနေရှင်းကနေပဲစိုက်တို့ကျွန်တော်ရဲ့စကားကြောင့်သူမျက်မှောင်ကျုပ်သွားပါတယ်ဒီလိုပါစရာကျွန်တော်အပြောလောကြည့်သွားလို့ပါအေးဒါဖြစ်လေအသေးစိတ်ပြောရောကွာ တို့ကရေးရချွဲမဲ့လူဆိုတော့အကြောင်းဆုံးကိုအမှန်တိုင်းသိမှာဖြစ်မှာကွာဟုတ်ကဲ့ပါဆရာအဲ့ဒီဖောက်ထွန်းမှုကိစ္စပြီးသွားပြီမဲ့အီခင်ဆိုတဲ့မိမရဲ့အလှကကျွန်တော်ရဲ့မျက်လုံးထဲမှာမထွက်နိုင်ခဲ့ဘူးဒါကြောင့်မဲခတ္တိနေအဲ့ဒီဘဝင်းကြီးကလက်ဖက်ဆိုင်မှာတဝဲလေလေကျွန်တော်လုတ်ခဲ့မိပါတယ်အဲ့ဒီမှာပဲကျွန်တော်ရဲ့ထိုင်ကုန်ဘေးကလူငယ်တချို့တရင်စာဖက်ပြီးအီခင်တယောက်ကျွန်တော်ဖောက်ထွန်းခဲ့တဲ့ညကပဲရုပ်ရည်ရတည်ဆုံးသွားတဲ့နိုင်တဲ့တရင်ကိုဖက်ပြီး နှမျောတတ်တာနေရာကိုကျွန်တော်ကြားရလာတယ်။ကျွန်တော်သတင်းစာကိုယူပြီးတော့ဖတ်ကြည့်လိုက်တော့လွဲနေရောလားကွာ။ဇာတ်ရိုးကျွန်တော်ကစိတ်ဆိုးစွာနဲ့ဖြတ်ပြီးတော့မေးလိုက်မိပါတယ်။မလွဲတဲ့ပြင်ရင်ကိုတက်တက်လာမှန်းလာပါပဲဆရာရဲ့။နိုင်သတင်းထဲမှာဆွေမျိုးနှိစက်အမျိုးဆက်အပြည့်စုံကိုရေးထားတော့အီခင်ကငငယ်ကလေးကကွဲကွာခဲ့တဲ့ကျွန်တော်ရဲ့နှမလေးဖြစ်နေတာကိုဆရာရဲ့။ဟာ။ဇာတ်ရိုးကျွန်တော် အံ့ဩသွားကြရပါတယ်။မင်းတက်တာတော့မဟုတ်ပါဘူးနော်။ဟာဆရာကလေးကျွန်တော်ကဒုစရိုက်သမားဆိုပေမဲ့ကိုစည်းကိုစောင့်တတ်ပါတယ်။ဖောက်ထွင်းသမားကလူတက်မရင် စီးပောက်ပါတယ်။ထောင်ကျတတ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်မင်းထောင်ကျလာတာကရောဒီလိုဆရာရဲ့ကျွန်တော်ရဲ့ညီမအီခင်တက်ခံရတာကတိုက်ဆန်လွင်အကြီးလိုမတင်ကားစရာကောင်းနေပါတယ်။ဒါကိုဖောက်ထုတ်ဖို့ဆိုတာကလည်းအဆရှာလို့မရဘူး။ဒီတော့ရက်လက်ဆွန့်တိုးတဲ့နေ့ထိ ျွန်တော်သိခံပြီးတော့စောင့်နေရပါတယ်ဒီလိုနေမျိုးမှာလူဆုံးမကိုထင်းတဲ့အတိုင်းပါပဲလေဟိုညကကိုဇော်လို့ခေါ်တဲ့ငနေကအိမ်ဦးကမှာအခမ်းအနားနဲ့မျက်နှာကစိတ်မကောင်းတဲ့အတွင်းနဲ့အိုင်တင်အပြစ်ကျွန်တော်လေးစွန့်သွဲမောင်းငါကတော့အတားလေးစနေရတာရင်ထဲမှာတနှုတ်နှုတ်နဲ့လူကိုယူပြီးတော့ရွှေငွေတွေမရပြန်တော့အတက်ကိုပါယူသွားတဲ့ဒီကောင်ရဲ့မျက်နှာကိုကြည့်ရင်ဒေါသတွေမနှဲ့ချုပ်ထားရတာ မွန်စုံမြင့်ရဲ့မင်းတကယ်ချင်းမောင်မြအေးမရှိတော့မှဖြစ်ရတော့သူ့လာရင်ဘလို့ပြောရမှန်းတော့မသိပါဘူးကွယ်အခုကကာရောက်ပြီးနှစ်ရက်ပဲရှိသေးတာ အတော်ကလည်းတရားရိပ်တော်ဝင် အိမ်ပေါ်အဝင်းကလည်းမော်ပြီးပြန်နေညအကျန်သမားကငွေတွေရောပစ္စည်းတွေရောအိုကွယ်သပွဲတင်နိုင်တော့မချန်ခဲ့ပါဘူးသူအရင်မှမသိသေးတဲ့ကျွန်တော်ရဲ့တော့ကဇော်မြင့်ဆိုတဲ့ဟိုဂျာကိုလီကိုတည်တည်နည်းပြောနေတယ် ငနေ့ကလည်းဟုတ်တာပေါ့အတော်ရဲ့ကျွန်တော်လည်းစိတ်မကောင်းပါဘူးဒါကပြည်စည်ယူလူသက်တာပဲတော်တော်ရက်ဆက်တဲ့လူသက်သမားလို့ခက်တီတီနဲ့ဖိတ်နေတယ်ကျွန်တော်ဆိုရလေသူစကားကိုကြားတော့နှလုံးသွေးတွေပွက်ပွက်ဆူနေပါပြီအခုကမနလေးနိုင်ကြောကြောမိုးလင်းကနေလေးမှာအသက်ခံရလို့ဆီယဝင်ကစိတ်စားထဲမှာရေးထားတယ်တဲ့နောက်ပြီးအီကိုလည်းဟိုဟိုကွယ်ပြုတ်ပြလို့မကောင်းပါဘူးမောင်မြားကြီးပြန်လာရင် အတော်ဘယ်လိုပြောထွက်မလဲဆိုပြီးတော့အတော်ကငိုပါတော့တယ်အဲမနက်၄နာရီကျော်ကျော်ဆိုတော့အိတ်ကောင်းတဲ့အချိန်ပေါ့လေလူသက်သမားကရွှေကိုယူငွေကိုယူလူကိုယူရောမကဘူးအတက်ကိုပါယူသွားတဲ့ကောင်ပဲရစ်ဆက်ရုပ်မာတဲ့ကောင်ဗျာအဲလူစုံမြင့်ကပြုတ်ရုံမရှိပါသေးတယ်ဒီကောင်ရဲ့စကားတော်မဆုံးသေးပါဘူးတော်သားကိုမထိနိုင်လို့သူနောက်ကို ရောက်သွားတာနဲ့ကျွန်တော်ဟာအနည်းမှရှိတဲ့ဖန်ကြီးတကောင်းခွက်ကြီးနဲ့ သူ့ရဲ့ခေါင်းကိုထုပစ်လိုက်ပါတယ်။သူ့ရဲ့လူလူနဲ့သူမထနိုင်တော့မှကျွန်တော်ဘသူဆိုတော့ကိုဖွင့်ပြလိုက်တယ်။အဲဒီညကတွေ့သည်များမြင်သည်များအဖြစ်မှန်တွေကိုပြောပြခဲ့ပါတယ်။ရဲကွက်လူကြီးနဲ့ရဲတွေကိုလည်းပြစ်ဖိပြီးတော့ကျွန်တော်ယဉ်ဖွင့်ခဲ့တယ်။ကြာကိုလီဇော်မြင့်ကတော့ဘာတစ်ခုမှမမြင်နိုင်ပါဘူး။ခိုးညကအီခင်မိခလုတ်ဖွင့်ပေးမှ ကျွန်တော်မှတ်မိလိုက်တဲ့သူ့ရဲ့ယဉ်ဘက်ကအမှတ်ကြီးရဲ့ဒီကောင်ချွတ်ထားခဲ့တဲ့ကရင်ချင်းရင်းက ကျွန်တော်လက်ခဲ့တဲ့သူ့ရဲ့ပစိုးရင်တုံတောင်ကျော်တန်းနဲ့သူ့ရဲ့ walking ရှူကြည့်ရင်ကျွန်တော်အဲ့ဒီငါထွက်လာတဲ့ခါမှာကြားလိုက်ရတဲ့နိုင်တန်ချောင်းခေါတန်း၄ချက်ရင်အဲ့ဒါတွေကိုထုတ်ပေါ်လိုက်တော့ဒီကောင်ဘာမှငင်းချက်မထုတ်နိုင်တော့ဘူးနောက်ပြီးကျွန်တော်ဆိုတော့တကယ်ကြတော့တခြားလူမှမဟုတ်တာပဲငငယ်လေးတွေကကြွက်ကြွက်ခဲ့ကြတဲ့ဒေါ်တင်မင်းရဲ့တူဤခင်ရဲ့အကိုအရင်မဲ့လေဒါဆိုမင်းအဖော်ကောင်းလို့ထောင်နှန်းဆန်ရတယ်ဆိုပါတော့ ပေါထွန်းဝေးစားညွှန်လိုင်းရဲ့ရှေးလျသောရှင်းပြချက်ပြီးမှကျွန်တော်မေးခွန်းထုတ်လိုက်ပါတယ်။ဒါနဲ့ဟူကောင်ဇော်မြင့်ရောဇော်မြင့်ဆိုတဲ့ကောင်ကအကြံကြီးတဲ့ကြာကူလီပဲလေလူကိုယူပြီးရွှေနဲ့ငွေမရတော့အသက်ကိုယူသွားတဲ့ကောင်ဆိုတော့ဆရာတို့စီကကျိုးတိုက်ထဲကိုရောက်နေပါပြီ။သူ့ရဲ့စေတနာကသူ့ကိုအကျိုးပေးမှာပေါ့ဆရာရဲ့ကျွန်တော်ကတော့ဖော်ကောင်ဆိုတော့အစိုးရတက်တဲ့မဖြစ်တင်ဘူးလားဆရာရဲ့ ပေါထုံးဝိဇာညွှန်လိုက်ကသူကဲ့သို့မိလာပါတယ်။အေးကွာလူတတ်မှုမှာမင်းကအစိုးရတသိဖြစ်ပေမဲ့ပေါထုံးမှုမှာတော့ခိုရပါပစ္စည်းတွေနဲ့အတူတွေ့ရတာဆိုတော့ကျွန်တော်ရဲ့စကားမဆုံးမီညွှန်လိုက်ကဝင်ပြီးတော့ပြောပြန်ပါတယ်။ကျွန်တော်စီရနာရဲ့ကန်တရားလိုပဲထားပါတော့ဆရာရဲ့တသက်နဲ့တကူထောင်ထဲကိုဒီတစ်ခေါက်သာရောက်ဖို့တဲ့ကျွန်တော်ကိုအတွင်းယူကန်လေးတော့ယူပေးပါဆရာရဲ့ကျွန်တော်ခဏမြစဉ်းစားလိုက်ပြီးပါသေးတယ်တော်တော် မကြလိုက်ပါဒီကိုကောင်းကြီးပြလဲရပါတယ်စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝန်သားပွဲတတိတံဝေကရောက်ပွဲရာအင်မတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုញ៉ៃတွေးတဲ့အနေနဲ့ ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကွန်မန့်တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တော်ဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားဆန်းကျင်းလိုဝါဆန်းကျင်းဒေဒရင်ဘူပရာလောကကံမီယရမတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းများစွာကို နေ့စဉ်မပြတ်ရှားဖွေးပြီးတော့မှဖတ်ပြ တင်ဆက်ပေးနေပါပြီခင်ဗျာ